စာမေးပွဲကိုတီထွင်ခဲ့တဲ့ Henry in Fitches ယနေ့ကကျောင်းသားတော်တော်များများရင်ဆိုင်နေရတဲ့အခက်အခဲတွေထဲမှာ စာမွေးကထိတ်ဆုံးကနေပါဝင်နေပါတယ်စာမေးပွဲလို့ပြောလိုက်ရင်ဘလို့စာမေးပွဲပဲဖြစ်ဖြစ် လူကိုထိတ်လန့်စေပြီးကြောင်းကျင်းစိတ်တွေဖြစ်စေတတ်ပါတယ်ဒီလိုစာမေးပွဲကိုဘသူကတီထွင်ခဲ့လဲဆိုတာကိုတော့ဖော်ပြပေးသွားမှာဖြစ်ပါတယ် 18ရာစုခန့်မှာ Henry A. Fisher လို့ခေါ်တဲ့ American စီးပွားရေးနဲ့ပရာဟိတတမတူကနေစပြီးတော့ចောင်းသားတွေကိုစာမူဝဲဖြည့်ဆည်းခဲ့ပါတယ်။အစင်တတ်မှတ်ချက်တွေထုတ်ပြီးအကြံရခဲ့တာလည်းဖြစ်ပါတယ်။သူရဲ့အကြံစီကိုတရုတ်နိုင်ငံကနေစတင်ပြီးတော့သူတို့ရဲ့ Empire စစ်ဆေးပွဲမှာစတင်အသုံးပြုခဲ့ပါတယ်။ဒီစစ်စေးပွဲဟာနန်းတော်အတွက်တာဝန်ထမ်းမဲ့သူတွေကိုရွေးချယ်တဲ့စာမူပွဲဖြစ်တာကြောင့်ကမ္ဘာပထမဆုံးစာမူပွဲလို့လည်းသတ်မှတ်နိုင်ပါတယ် ။နောက်ယူစာချက်တစ်ခုမှာတော့နမေတူဟင်နွေအေဖီရှယ်ဆိုတဲ့အင်ဒီယာနာတက္ကသိုလ်ကပရော်ဖက်ဆာတဦးကဆောင်းမွေးဝဲစနစ်တွေကိုစတင်ဖန်တီးခဲ့တယ်လို့ဆိုပါရယ်။ဘယ်လေထဲမှာချစ်စရာကောင်းတဲ့လိဖြီများလိရှိလေးများဟာယဉ်ညိပင်များပေါ်များသောတန်နာကြောက်တန်းများမှနေထိုင်ကြပါれသူတို့ရဲ့အစင်းရောင်ခန္ဓာကိုယ်ကြောင့်ပဝန်းကျင်တဲ့လိုင်လျောညီထေစွာဖြစ်နေပါれ လိပ္ရှိလူတွေဟာသူတို့ရဲ့ချစ်စရာကောင်းသော အတွင်ပြင်တင်းငယ်သောအရွယ်အစားနဲ့အလင်းမီအစားချက်နိုင်စွမ်းတို့ကြောင့်ပင်လယ်ကိုချစ်မြတ်နိုးသူတွေနဲ့ရင်းငူသမားများအကြရေပန်းစားသောတတဝါလေးများဖြစ်ကြပါရဲ့သူတို့ဟာတဘာဝတရားကြီးရဲ့အံ့ဘွယ်တတဝါလေးများအနှံ့မှတကောင်အဖြစ်လဲသတ်မှတ်ခံထားရပါသေးတယ်လိပ္ရှိများဟာပင်လယ်ခရူလေးမျိုးနယ်ဝင်နေဖြစ်ပြီးသူတို့ရဲ့ထူးခြားတဲ့အတွင်ပြင်နဲ့အလင်းမီအစားချက်နိုင်စွမ်းကြောင့်လူတီများလာပါရဲ့ သူတို့ဟာအရှိန်9မီလီမီတာခန့်သာရှိပြီးဂျပန်ဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားနိုင်ငံတို့မှာတွေ့ရတတ်ပါတယ်။လစ်ပစ်လေးတွေဟာတိုးငယ်များနဲ့ဆင်နူသောချစ်စရာကောင်းသောမျက်နှာလေးတွေရှိပြီးမျက်လုံးအကြည်လေးများနဲ့အနက်ရောင်အစွန်များပါဝင်သောနှရွက်လေးများရှိကြပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ကိုအစင်းရောင်အရွက်များနဲ့တူသောကာရာတာများဖြင့်ဖုံးအုပ်ထားပြီးရင်ညှိပင်များနဲ့အလွယ်တကူရောနှွေးသွားစေနိုင်ပါတယ်။ လက်တွေကတော့အရှုံးပေးရတဲ့အရာရာတိုင်းမှာနေကွေကြတဲ့ slow လို့ခေါ်တဲ့အကောင်လေးများ slow လို့ခေါ်ကြတဲ့ဒီချစ်စရာအကောင်လေးတွေကတရိတ်ဆန်လောကမှာအတော်လေးနေကွေကြတဲ့သူတွေဖြစ်လူကြီးများကြပါလေတစ်ပင်လေးပေါ်မှာပဲအမြဲရှိနေကြတဲ့ဒီ slow လေးတွေဟာလှူရှားသွားလာရမှသာနေကွေရုံသာမကအရာရာတိုင်းမှာနေကွေကြပါတယ်တပင်ပေါ်မှာပဲအစာစာမိလိုက်ခလင်းမွေအနာယူပြုလုပ်ကြတဲ့ဒီ slot လေးတွေဟာသူတို့ရဲ့ဘဝအခြေအများစုဟာတပင်နေပေါ်မှာပဲကုန်ဆုံးကြပါတယ် ဒီလိုတစ်ပင်ပေါ်မှာပဲတစ်ချိန်လုံးတွဲလောင်းနေကြတဲ့အကောင်တွေဟာအပင်ပေါ်ကနေဆင်းလာတဲ့အချိန်တစ်ချိန်ပဲရှိပါတယ်။အဲ့ဒီအချိန်ကတော့မဆင်ဆွမှုပဲဖြစ်ပါတယ်။သူတို့ဟာစွိုင်းကိုအတက်နိုင်ဆုံးထုံမတုံးကြတာကြောင့်အပြက်တာမျိုးအချိန်လေးကိုဘယ်တော့မှရောက်ရှိကြမှာမဟုတ်ပါဘူး။ဒါအပြင်ဆလော့တွေရဲ့အမွေတွေဟာအင်းဆက်အကောင်အမျိုးအစားအမျိုးမျိုးရဲ့နေအိမ်ဖြစ်တဲ့အတုံးဝင်ပါသေးတယ်။